လူကျင်ရဲ့သားလေးကိုခင်လွန်းကလွှဲထားရတာကြောင့်ပျော်ရွှင်မြူတူကခုန်ခဲ့ကြတဲ့စီဖြိုးတို့မိသားစုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပရိသတ်တွေအားလုံးကချစ်ခင်အားကြရတဲ့စီဖြိုးနဲ့ခင်လွန်းတို့မိသားစုရဲ့အပျော်ဆုံးသတင်းလေးတစ်ခုကိုပြန်လည်မျှဝေပေးခြင်းပါတယ်ဒီသတင်းကတော့သူတို့မိသားစုဝင်နိုင်ရဲ့နှလုံးသားကိုလှုပ်ခတ်သွားစေပြီးတော့တအိမ်လုံးမြူတူကခုန်မတက်ပျော်ရွှင်ခဲ့ကြတဲ့သတင်းကောင်းလေးတစ်ခုပါပဲဟုတ်ပါတယ်မင်းသမီးကျော်လေးခင်လွန်းဟာဒုတိယရင်သွေးလေးကိုလွှဲထားရပြီဖြစ်ပြီးတော့အဲ့ဒီရင်သွေးလေးကသူတို့မိသားစု စ်ခုလုံးကအရန်ကိုမျောလင်းတောင်းတနေတဲ့တားယောက်ကြားလေးဖြစ်နေလို့ပါပဲ။ပရိသတ်တွေတည်ကြတဲ့အတိုင်းမှာပဲစီဖြိုးနဲ့ခင်လွန်းတို့မှာအရန်ကိုချစ်စရာကောင်းပြီးတော့လဲလုံးနဲ့တမီလေးရှန်တာဆိုတာရှိပြီးသားပါ။တမီလေးကလည်းမိဘတွေရဲ့အသေးကြောဖိုးဖိုးပွားပွားတွေရဲ့မျက်စိရှိမှအဖယ်မခံရတဲ့မြေးကြောလေးတယောက်ပါ။ဒါပေမဲ့မိသားစုတစ်ခုရဲ့ပြည်ပြည်စုံနဲ့ပုံရိပ်အတွက်အထူးသဖြင့်စီဖြိုးတို့မိသားစုရဲ့မျိုးဆက်သစ်အမွေဆက်ခံနိုင်ဖို့အတွက်တားလေးတယောက်ကိုတော့သူတို့အားလုံးကမျောလင်းခဲ့ကြပါဗျ။အထူးသဖြင့်တော့စီဖြိုးရဲ့ဖခင်ကြီးနဲ့မိခင်ဖြစ်သူ ူဒေါ်တီတီဝင်းတို့ကမြေယောက်ကြလေးချင်ရဖို့အတွက်ကိုအရန်ကိုတောင်းတနေခဲ့ကြတာပါအခုတော့သူတို့ရဲ့စံဓာတ်တွေပြေဝခဲ့ပြီဖြစ်ပါတယ်ခင်လွမ်းမှာကိုဝင်ရှိနေပြီဆိုတဲ့သတင်းကိုကြားရကလေးကတအိမ်လုံးပျော်ရွှင်နေခဲ့ကြပြီးတော့ နောက်ပိုင်းမှာရင်သွေးလေးကယောက်ျားလေးဆိုတာကိုသိကြသွားတဲ့အချိန်မှာစီဖြိုးရောသူရဲ့ဖခင်ကြီးရောအထူးသဖြင့်ဒေါ်သေးသေးဝင်းတယောက်ပါအပျော်ကြီးပျော်ပြီးတော့မြေကြီးပေါ်ချိန်မကြတော့လောက်အောင်ပါပဲ။အိမ်ထဲကိုပျော်ရွှင်မြူးတူပြီးတော့ကခုံမတက်ပါပဲလို့နှီးစက်တဲ့သူတွေကပြောကြပါတယ်။မိသားစုရဲ့အောင်မြင်မှုတွေကိုဆက်လက်ဦးဆောင်နိုင်မဲ့မျိုးဆက်သစ်လေးရောက်လာတော့မှဖြစ်လို့သူတို့ရဲ့ပျော်ရွှင်မှုကတကယ်ကိုကြည့်မြင်ရတဲ့သူတိုင်းအတွက်ကြည်နိုးစရာပါပဲ။ ခင်လွန်းကတော့တကယ်ကိုအကန့်အကောင်းဆုံးချွေးမလေးလို့ဆိုရမှာပါအရင်ကတည်းကရောက်ကမဖြစ်သူဒေါ်တီတီဝင်းကသူ့ကိုချွေးမတယောက်လို့မဟုတ်ဘဲနဲ့ကိုယ်တိုင်မွေးထားတဲ့သမီးအရင်တယောက်လို့ချစ်ခင်ဆောင်ရှောက်ခဲ့တာပြိသက်တွေအသေးပါပဲအခုလိုမျိုးမိသားစုကလိုချင်နေတဲ့သားလေးကိုရအောင်ကိုဝင်လွယ်ပေးလိုက်တဲ့အခါမှာတော့ခင်လွန်းပေါ်မှာထားတဲ့ရောက်ကမတွေရဲ့ချစ်တွေကအတိုင်းစာမရှိပို့ပြီးတော့ဒိုးလာခဲ့ပါတယ်။တရားတလောက်ကတော့ဒေါ်တီတီဝင်းကချွေးမလေးကိုဘာမှမလုပ်ခိုင်းမဲ့အနားယူစေပြီးတော့အစစရရာကိုယ်တိုင်လိုက်လံခရူးဆိုင်ပေးတာပါ ဒါအပြင်လူချင်းတဲ့သားလေးကိုပေးတဲ့ချွေးမလေးကိုကျေးဇူးတင်တဲ့အနေနဲ့အဖိုးတန်လက်ဆောင်တွေကိုလည်းပေးအပ်ထားတယ်လို့သိရပါတယ်။စီဖြိုးကလည်းခင်လွန်းကိုအရင်ကားတက်ပို့ပြီးတော့ကယူဆိုင်ကမင်းသမီးတပါလို့တယူတရားနဲ့ထားတာကြောင့်ခင်လွန်းတယောက်ကတော့အိမ်တော်ရေးကံရောရောက်ခမကံမှာထူးခြားလို့နဲ့အတွက်အမျိုးသမီးတိုင်းကအားကြရပါတယ်။ ချီပြိုးဟာအနုပညာအလုပ်တွေထက်မိခင်ရဲ့လုပ်ငန်းတွေကိုပိုမိုဦးစီးလုပ်ကင်နေပြီးတော့မိသားစုပေါ်မှာတာဝန်ခြေပေါ်နဲ့ခင်ပေါ်ကောင်ဖခင်ကောင်တယောက်ဖြစ်နေရတဲ့နေရာမှာတမီလေးရှန်တာပေါ်မှာလည်းဖခင်တယောက်ရဲ့တာဝန်မှန်သမျှကိုចောင်းကျူចောင်းပိုးကအစအမလင်းအောင်လှုပ်ဆောင်ပေးပါတယ်။အခုတော့သူ့မှာချက်စရာကောင်းတဲ့တမီလေးတယောက်မကြခင်ရောက်ရှိလာတဲ့သားလေးတယောက်နဲ့သူ့ကိုနားလဲပြီးတော့အရရာဖြည့်ဆည်းပေးတဲ့ဇနီးကျော်လေးတယောက်နောက်ပြီးတော့အရရာကိုလမ်းညွှန်ပေးနေတဲ့မိဘနှစ်ပါးနဲ့အတူအရန်ကိုပြပြဆောင်တဲ့ဘဝလေးကိုပိုင်ဆိုင်လိုက်ရ ပြီဖြစ်ပါတယ်။ဒီလိုမျိုးတအူးနဲ့တအူးနားလည်မှုချစ်ချင်းမြတ်တာတွေနဲ့တိစောက်ထားပြီးတော့ရောက်ကမနဲ့ချွေးမကြောင်မှာစံပြဆက်ဆံရေးရှိတယ်။စီဖြိုးတို့မိသားစုလေးကတော့တကယ်ကိုအားကြစရာပါပဲ။မကြခင်မှာရောက်ရှိလာတော့မယ့်သားယတနာလေးကြောင့်သူတို့ရဲ့မိသားစုဘဝလေးကအရင်ကထက်ပုံမပြေဆောင်ပြီးတော့ပျော်ရွှင်စရာတွေနဲ့ပြည့်နှံ့နေမှာသေးကြပါတယ်။ပရိသတ်ကြီးလည်းသူတို့မိသားစုလေးနဲ့ထပ်တူပျော်ရွှင်ကြည်နူးမိမယ်လို့မျှော်လင့်ပါတယ်။စီဖြိုးခင်လွမ်းနဲ့သူတို့ရဲ့မိသားစုဝင်တွေအားလုံးတို့မွေးဖွားလာတဲ့တသားလေးကကံကောင်းခြင်းတွေယူဆောင်လာပေးပါစေလို့မှတ်ချက် လေးတွေရေးပေးခဲ့ပါအောင်နော်ကျေးဇူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်